ခေါင်းဆောင်ခေါင်းတူးမှာရှိတဲ့အရေးအရှင်းတွေကိုကျွန်မဒီနေ့အသေးစိတ်မျှဝေပေးမှာဖြစ်တယ်။ခေါင်းဆောင်ခေါင်းတူးဖြစ်တယ်ဆိုတာကယာတူးအဆင့်အတန်းနဲ့မဆိုင်ဘူး။တာဝန်ယူခြင်းနဲ့စွမ်းဆောင်ရည်တွေကအဓိကကြရတယ်။အရေးအရှင်းတွေကိုပေါင်းဆက်ပြီးတော့မှပိုင်ဆိုင်ထားတဲ့သူဟာဆိုရင်ခေါင်းဆောင်ခေါင်းတယောက်ကို ပိုင်ဆိုင်ထားရတာနဲ့အတူတူပဲဖြစ်တယ်။ခေါင်းဆောင်ခေါင်းဖြစ်ဖို့အတွက် ကိုကဥဆောင်နေတဲ့အုပ်စုအသင်းဖွဲ့ကိုဗျူဟာကြက်ကြနဲ့ကိုသွားမဲ့လမ်းကြောင်းကိုရည်ရွယ်ချက်ရှိရှိရည်မှန်းချက်ရှိရှိစိတ်အားထက်သန်ပြီးတော့ဗျူဟာအတိုင်းဆွဲခေါ်ဖို့ခေါ်ဆောင်သွားနိုင်ဖို့အဓိကအချက်ဒါကနံပါတ်1နံပါတ်2ချက်ဆိုရင်ခေါင်းဆောင်တယောက်ကထိရောက်တဲ့ဆက်သွယ်ပြောဆိုမှုတွေရှိရမယ်။သူ့အနေနဲ့တူးတယောက်တည်းမဟုတ်ဘူး။ ကိုခေါင်းဆောင်တယောက်ကအုပ်စုလိုက်အသိန်းဖွဲ့လိုက်ကိုဥဆောင်နေရတာဖြစ်တဲ့အတွက်ဒီအကြောင်းအရာတစ်ခုကိုကိုပြောလိုက်မယ်ဆိုရင်တဦးတယောက်ထဲစီမှာပဲပြောတာမျိုးမဟုတ်ဘဲနဲ့အသိန်းဖွဲ့လိုက်အုပ်စုလိုက်ချက်ချင်းအမြန်ဆုံးအချက်လက်တွေကို တပြိုင်တည်းရရှိနိုင်မဲ့နေရာမျိုးတွေကိုရည်မှန်းချက်ထားပြီးတော့မှ ပြောနိုင်ရမှာဖြစ်တယ်လက်ဆင့်ကမ်းနိုင်ရမှာဖြစ်တယ် ဲ့ဒီအချိန်မှာခေါင်းဆောင်တွေတတိထားရမယ့်အချက်က ကိုလက်ဆင့်ကမ်းလိုက်တဲ့အရာ နားလည်မှုလွဲသွားတာမျိုးဒါတွေမဖြစ်စေဖို့ကိုပြောတဲ့နေရာမှာဘယ်အရာကိုရည်ရွယ်တယ်ဘယ်အရာကိုဥတီတယ်ဆိုပြီးတော့မှရိုးရိုးရှင်းရှင်းပြတ်ပြတ်သားသားပြောဆိုနိုင်ဖို့အဓိကကြရတယ်အဲ့တော့နားထောင်တဲ့သူတွေဘက်က ကိုပြောလိုက်တဲ့အကြောင်းအရာကို နားလည်သွားသလား သူတို့ကိုကိုပြောနေတဲ့အချိန်မှာ ပြန်မေးတာမျိုး သူတို့ရဲ့အနေအထားကိုအကဲဖြတ်တာမျိုးသုံးသက်တာမျိုးသာသဖြင့်အကယ်၍သူတို့ကိုပြောနေတာကို နားမလည်ဘူးဆိုရင် ကိုဘက်ကနားလည်နိုင်လောက်မဲ့အနေအထားမျိုးတွေဥပမာတွေအိုင်ဒီယာတွေထုတ်ပြီးတော့မှပေးနိုင်ရမှာဖြစ်တယ်ဒီအချက်ကအရေးကြီးတဲ့နံပါတ်2ချက်နံပါတ်3ချက်ဆိုရင်ခေါင်းဆောင်တယောက်က ဖြောင့်မတ်မှန်ကန်ပြီးတော့မှယုံကြည်စိတ်ချရတဲ့သူ ဖြစ်တယ်ဆိုတာကို အသိဖွဲ့တွေရှိမှအဲ့ဒီအရေးသွေးပြနိုင်ရမယ်ဒီအရေးသွေးကခေါင်းဆောင်တယောက်အတွက်အရေးကြီးဆုံးအချက်လည်းဖြစ်တယ်ဘာပဲလုံးလုံးကိုကိုယုံကြည်တဲ့သူတွေရှိမှသာလင်ကိုကဥဆောင်ပြီးတော့သွားလို့ရမှာကိုကခေါင်းဆောင်လို့ပြောပြီးမဲ့ကိုနောက်မှာလိုက်လာတဲ့သူကနဲတယ်ဆိုရင်၁၀ရောက်ပဲရှိတယ်ဆိုရင်ကိုက၁၀ရောက်ကိုဥဆောင်နေတဲ့သူ အယောက်တရာရှိတယ်ဆိုရင်တော့အယောက်တရာကိုဥဆောင်နိုင်တဲ့သူအယောက်တထောင်ကိုနောက်မှာလိုက်လာတဲ့သူ ရှိရင်အယောက်တထောင်ကိုဥဆောင်နေတဲ့ခေါင်းဆောင်ဖြစ်တယ်အဲ့တော့၁၀ယောက်ကိုဥဆောင်ရတဲ့ခေါင်းဆောင်နဲ့အယောက်တရာကိုဥဆောင်ရတဲ့ခေါင်းဆောင်အယောက်တထောင်ကိုဥဆောင်ရတဲ့ခေါင်းဆောင်ဒီလိုကွာရှားမှုတွေကကိုယ့်ရဲ့အရေးရှင်ကိုယ့်ပေါ်မှာယုံကြည်မှုရှိတာတွေနဲ့သက်ဆိုင်တယ် ိလိုယုံကြည်မှုတွေရှိလာအောင်ရှောင်ရှားရမယ့်အချက်တွေကတော့လိန်ညာပြီးတော့ပြောဆိုတာမျိုးလျှို့ဖွက်ပြီးတော့ပြောဆိုတာမျိုး ထိန်ချံပြီးတော့ပြောဆိုတာမျိုးဆရာစားရှံထားပြီးတော့မှကိုယ့်ရဲ့ကိုယ်နဲ့အရေးသွေးမိလာအောင်ဒီလူတဦးတယောက်ကကိုယ့်ထက်တာလာပြီဆိုရင်အဲ့ဒီလိုဆရာစားရှံထားတာမျိုး ကိုကိုယုံကြည်တဲ့သူတွေအပေါ်မှာတာဝန်ဝတ်တရားပြက်ကွက်တာမျိုး ကိုကျင့်တရားပြက်ကွက်တာမျိုးဒါတွေကိုချောင်ချားဖို့တော့လိုတယ်။ယုံကြည်မှုတွေကဒီအရာတွေကနေပြီးတော့ရရှိလာတာဖြစ်တယ်။ကိုပြောတဲ့အရာကနေယုံကြည်မှုရရှိလာတာမဟုတ်ဘူး။ကိုပြောတဲ့အတိုင်းကိုကျင့်ကြံအားထုတ်လှုပ်ဆောင်နိုင်သလားဆိုတဲ့အပေါ်မှာယုံကြည်မှုတွေတိုးလာစေတာ။အဲနံပါတ်၄ချက်ကကြတော့ကို ဥဆောင်နေတဲ့သူတွေအပေါ်မှာစာနာနားလည်မှုရှိဖို့လိုတယ်။အဲ့ဒီစာနာနားလည်မှုဆိုတာက သူ့နေရာမှာကိုသာဆိုရင် ဆိုတဲ့အနေအထားမျိုးအဲ့လိုဖြစ်ဖို့ဆိုတာလည်းပဲအရှိခံအလုပ်တွေကိုလှုပ်ဆောင်တဲ့အခါမှာသူနဲ့ကိုအတူတူဒန်းတူလှုပ်ဆောင်ခဲ့တယ်ဆိုရင်ဒီစာနာမှုတွေနားလည်မှုတွေရှိလိမ့်မယ်။ကိုကခေါင်းဆောင်ဆိုပြီးတော့မှနင်တို့လှုပ်ပေါ့နင်တို့လှုပ်နိုင်ရမှာပေါ့ဆိုပြီးပြောတာမျိုးထက် ိုလုတ်ခဲ့ဘူးတယ်ဘလို့အခက်ခဲတွေကြုံတွေ့ရပေမဲ့အဲ့ဒီအရာကိုဘလို့ဖြေချင်းနိုင်ခဲ့တယ်ဘလို့ကြော်ဖြတ်နိုင်ခဲ့တယ်ဆိုပြီးတော့မှသူ့ကိုကိုပြောပြပေးတာအဲ့တော့သူကြုံတွေ့နေရတဲ့ပြဿနာခက်ခဲတွေကို ကိုကိုယ်တိုင်ကြုံတွေ့ရတာဖြစ်တဲ့အတွက်ကိုကိုချင်းစာပေးနိုင်တယ်ဆိုတဲ့အနေအထားမျိုးကိုနဲ့အတူတူလုံးလုံးတဲ့သူတွေပေါ်မှာစိတ်ဖိစီးမှုတွေရှိမယ်စိုးရိမ်ပူပန်မှုတွေရှိတယ်ဆိုရင်လည်းပဲကိုဘက်ကတတိထားရမယ် ကိုပေးလိုက်တဲ့တောင်းအနေပေါ်မှာသူတို့တွေကမလုံနိုင်သေးဘူးလက်မခံနိုင်သေးဘူးဆိုရင်လည်းပဲထပ်မံပြီးတော့ရှင်းပြပေးတာမျိုးနောက်တစ်ဆင့်ကိုကပြန်ပြီးတော့ဆင်းပြီးတော့လက်တွေ့လုံပြတာမျိုးတွေထိအဲ့ဒီဥဆောင်တဲ့သူတွေက အသေးစိတ်အချက်လက်တွေများစွာ ကိုလှုပ်ဆောင်ပြသွားနိုင်ရမှာ ဖြစ်တယ်အဲနံပါတ်5အချက်ကတော့ဆုံးဖြတ်ချက်ချတာပေါ့ခေါင်းဆောင်တယောက်ဖြစ်လာပြီဆိုလို့ရှိရင် ဆုံးဖြတ်ချက်ချနိုင်ရမယ်။ဆုံးဖြတ်ချက်ပြည့်ပြည့်တတ်တာချတဲ့အနေအထားတစ်ခုမှာပြည်တနာဖြည့်ချင်းတဲ့အပိုင်းတွေလည်းဖြစ်နိုင်တယ်လို့လုံမယ်မလုံဘူး၊သွားမယ်မသွားဘူးဆိုတဲ့အရာတွေဖြစ်တယ်။တချို့သောအရာတွေကလှုပ်ရှင်ရင်လည်းလှုပ်လိုက်ပေါ့။အဲဆိုတဲ့ဇကားတွေတုံးလိုက်တဲ့အခါမှာကိုယ်စီကနေပြည့်ပြည့်တတ်တာမျိုးမဖြစ်တာမျိုးဥပမာကိုကကန့်ကွက်တယ်ဒီအရာဟာလှုပ်လို့အတွက်ရလတ်မရနိုင်ဘူးဆိုရင်လေကိုဘက်က တိတိကျကျကိုဘာကြောင့်ကန့်ကွက်ရတယ်ဆိုတာမျိုးကို ပြောပြပေးရမှာကိုကိုတိုင် အမားတွေကြုံတွေးခဲ့တယ်ဆိုရင်ဒီနေရာမှာအဲ့ဒီဆုံးဖြတ်ချက်ချပြီးတော့လုံဆောင်နိုင်ဖို့အတွက် ကိုဘလိုမျိုးအမားတွေကြုံတွေးခဲ့လို့သူတို့ကိုတတိပေးရတယ်ဆိုတာကိုပွန့်ပွန့်လင်းလင်းပြောပြနိုင်ရမယ်။ယုံကြည်မှုတွေချပြပေးနိုင်ရမှာဖြစ်တယ်။ဆုံးဖြတ်ချက်ချခြင်းရဲ့အကျိုး ရလတ်တွေကိုလည်းပဲကိုကတာဝန်ယူရမယ်အကယ်၍ကိုဆုံးဖြတ်ချက်ချတာမှားသွားခဲ့တယ်ကိုရဲ့အသင်းဖွဲ့ကရလတ်မရဘူးဆိုလို့ရှိရင်လည်းပဲโอเคဒီနေရာမှာတော့ခေါင်းဆောင်မှားသွားတယ်အဲဘာကြောင့်မှားသွားရတယ်လဲဆိုတော့ပြည်တနာပေါ်မှာဒိုးတွေသင်ခန်းစာယူကြမယ်အဲကိုကိုတိုင်လည်းဝန်ခံတယ်ဆိုတော့အပိုင်းလေးတွေပေါ့နော်ဒီအရာတွေကအရင်အရေးကြီးပါတယ်နံပါတ်6အနေနဲ့ဆိုရင်တော့တာဝန်ယူမှုတာဝန်ခံမှုရှိခြင်းပေါ့ ခေါင်းဆောင်တယောက်အနေနဲ့တာဝန်ယူမှုတာဝန်ခံမှုမရှိဘူးဆိုလို့ရှင်တေးကြတဲ့ကိုနောက်မှာလိုက်လာတဲ့သူတွေကဘလို့နီးနေမှရလက်တွေရရှိမှာမဟုတ်ဘူးအဲ့လိုရရှိရလက်ရရှိမှာမဟုတ်ဘူးဆိုလို့ရှင်ကိုကားလည်းပဲအဖွဲလိုက်ကိုဥဆောင်ရတဲ့သူတယောက်အနေနဲ့ကြချုံမှုတွေကိုခံစားရစာခံစားရစေမှာဖြစ်တယ်ကြချုံမှုတွေကိုကြုံတွေ့ရတယ်ဆိုလို့ ဆိုတဲ့အခါကျရင်ဒီတာဝန်ယူမှုတာဝန်ခံမှုတွေကိုလည်းပဲကိုကခံစားနိုင်ရမယ်။သူနဲ့အတူထပ်တူခံစားပေးနိုင်ရမှာဖြစ်တယ်။နံပါတ်9အနေနဲ့ဆိုလို့ချင်းပြောင်းလဲပြုပြင်လိုက်ရောညီထွေးဆိုတဲ့စကားအတိုင်းပဲ ခေါင်းဆောင်တယောက်အနေနဲ့တသမတ်သေးသွားတာမျိုးမဟုတ်ဘူးအချိန်နေနဲ့အချိန်ခါလိုက်ဘျူဟာတွေကိုအမြဲတမ်းပြောင်းလဲပြုပြင်နိုင်ရမယ်ရလက်မရတဲ့ဘျူဟာတွေကိုကိုယ်ကချမှတ်ထားပြီးပြီဆိုရင်ကိုချမှတ်ထားတဲ့ဘျူဟာတိုင်းလိုက်လုံရမယ်ဆိုတာထက်လက်တွေ့လောက်တဲ့သူတွေမှာရလက်ရလားမရလားစစ်ဆေးပြီးတော့အကယ်၍ရလက်မရရင်အကြံဉာဏ်တွေပြန်တောင်းမယ်မျောမမျောလင့်ထားတဲ့စိန်ခေါ်မှုတွေရှိလာနိုင်တာဖြစ်တဲ့အတွက်အဲ့ဓာတွေကိုအေးစေးတည်ငြိမ်စွာကင်တွယ်ဖြေရှင်းနိုင်ရမယ်နံပါတ်၈ကတော့ ဆွမ်းဆောင်နိုင်တယ်နှိုးဆော်နိုင်တယ်နော်နှိုးဆော်နိုင်တယ်တိုက်တွန်းနိုင်တယ်စိတ်တက်ကြနေတဲ့သူတွေကို စိတ်တက်ခွန်အားတွေပေးနိုင်ဖို့အတွက်ကိုနှိုးဆော်နိုင်ရမယ်အဲ့လိုနှိုးဆော်နိုင်တဲ့အရာတွေကိုချီးမွမ်းခြင်းတွေအတိမတ်ပြုခြင်းတွေတကယ်သူတို့လှုပ်ဆောင်နိုင်တဲ့အသေးစိတ်လေးတွေအားအစစိန်ခေါ်မှုတွေကိုကြော်ဖြတ်နိုင်ခဲ့တယ်ဆိုရင်လည်းပဲဒီအရာတွေကိုကိုကသူတို့ကိုအာနှိုးဆော်ပေးနိုင်ရမှာဖြစ်တယ်နံပါတ်6အနေနဲ့ဆိုရင် လုံပိုင်ခွင့်တွေခွဲဝေပေးတာ ခေါင်းဆောင်တယောက်အနေနဲ့ကိုယ့်ရဲ့အသင်းဖွဲ့ထဲမှာကိုတယောက်တည်းအကုန်လုံးနေတာမျိုးမဟုတ်ဘဲနဲ့သူတို့ရဲ့အရေးချင်းတွေကိုအသုံးချနိုင်ဖို့အတွက်စွမ်းဆောင်ရည်တွေဖွံ့ဖြိုးတိုးတက်လာနိုင်ဖို့အတွက်ကိုတာဝန်တွေကိုခွဲဝေပေးရမှာဖြစ်တဲ့ပေးလိုက်တဲ့တာဝန်ကိုလည်းယုံယုံကြည်ကြည်နဲ့လွှဲအပ်ပေးရမယ်အရင်အမြင့်တွေကိုရှာဖွေပြီးတော့သူတို့တကယ်ဒီအရာကို လုံနိုင်သလားသူတို့မှာဒီအားပါချက်ရှိသလားဆိုတာကိုစစ်ဆေးပြီးတော့မှကိုကသူတို့ကို ခွဲဝေပေးတာမျိုး နော်ဒါမျိုးတွေလောက်အောင်မှာဖြစ်တယ်နံပါတ်30အနေနဲ့ဆိုရင်ပြဿနာဖြေရှင်းနိုင်တဲ့စွမ်းအင်ပြဿနာဖြေရှင်းနိုင်တဲ့စွမ်းအင်နေရာဆိုလို့ရှိရင်ဘလို့ပြဿနာတွေကိုဖြေရှင်းနိုင်တယ်လေအဲ့လိုပြဿနာတွေကိုဖြေရှင်းနိုင်ဖို့အတွက်ကိုကိုကစွမ်းဆောင်ရည်ဒီဘလို့ကြော်ဖြတ်နိုင်ခဲ့တယ်လဲဆိုတာတွေကိုကိုကိုတိုင်လက်တွေ့အတွေ့အကြုံတွေကိုချပြပေးနိုင်ရမယ်ခွဲချမ်းစိတ်ဖြာပေးနိုင်ရမယ်နံပါတ်7ဆိုလို့ရှိရင် ခွဲခြားဆက်ဆံမှုတွေ င်းဝေးနိုင်ရမယ်ခွဲခြားဆက်ဆံမှုတွေကအရေးကြီးပါတယ်ခေါင်းဆောင်တယောက်အနေနဲ့ကြောသားရင်သားမခွဲခြားနိုင်ဘူးဆိုရင်တော့ဒီကိုနောက်ကလူတွေကိုအာလက်တွဲခေါ်တဲ့နေရာမှာအခက်ခဲရှိနိုင်တယ်။အဲ့တော့ခေါင်းဆောင်တယောက်အနေနဲ့ခွဲခြားဆက်ဆံမှုတွေကို လုံဆောင်နိုင်ရမှာဖြစ်ပါတယ်။ကွဲကွဲပြားပြားเนาะခွဲခြားဆက်ဆံမှုတွေမရှိဘဲနဲ့ဒန်းတူ အားလုံးကြောသားရင်သားဒန်းတူဆက်ဆံနိုင်ရမှာဖြစ်တယ်ဒါကတော့ခေါင်းဆောင်တယောက်မှာရှိသင့်ရှိထိုက်တဲ့အရေးအသွေးတွေဖြစ်ပါတယ်ဒီအရေးအသွေးဆက်တစ်ချက်လုံးလုံးကိုတပြိုင်တည်းရှိနိုင်ပြီဆိုလို့ရှိရင်တော့လီတာခေါင်းเนาะကောင်းဆောင်ကောင်းဆိုပြီးတော့မှတတ်မှတ်လို့ရပါပြီအဲ့တော့အားလုံးဒီအချက်၁၁ချက်ကို နားထောင်ပြီးချိန်မှာလီတာကောင်းကောင်းဆောင်ကောင်းနေဖြစ်ကြပါစေလို့ဆုတောင်းပေးပါတယ်